တမရထရန့်ကတက်စလာကိုဝယ်ယူဖို့ကတိပြုနေပါဗျ။ကုမ္ပဏီရဲ့စတော့ဈေးနှုန်းတွေထိုးကြပြီးနောက်မှာပါ။ဒါဟာသူ့ရဲ့စံချိန်တင်ဆုံးရှုံးမှုကိုနောက်ထပ်ကိုးဘက်စတိုက်ရှည်လျားစေနိုင်ပါဗျ။ဒါကသူ့ရဲ့တမရအဖြစ်ကျန်းသစ္စာချိန်ဆိုတဲ့ချိန်ကနေစတင်ခဲ့တာပါ။ဒါအပြင်တနိုင်ငံလုံးကကားရောင်းဝယ်ရေးဆိုင်တွေမှာစံနာပြမှုတွေကြောင့် White House ရဲ့အာရုံကိုတော့တတိထားမိစေပါဗျ။ Elon Musk ပိုင်ဆိုင်တဲ့လျှက်စစ်ကားထုတ်လုပ်တဲ့ Tesla က American စိုးရကို American တင်ပို့သူတွေထိခိုက်နိုင်တယ်လို့တတိပေးနေပါဗျ။ Tesla ရဲ့ stock စီးနှုန်းတွေဆက်လက်ကျဆင်းနေပြီး Elon Musk ကိုနိုင်ငံရေးအရပြန်လည်ထိုးနှက်မှုတွေရှိနေပါတယ်။ကုမ္ပဏီရဲ့ရေရှည်ရင်းနှီးမြှုပ်နှံသူတူဦးလဲပောင်းဝင်လာပါတယ်။ဒီအပတ်ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေကဥရောပမှာ Tesla ကားရောင်းအားဇန်နဝါရီလမှာ45ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ပြီးခဲ့တဲ့လအနေနဲ့တွင် Tesla ဟာပြင်းထန်တဲ့ထိုးနှက်မှုတွေရောက်ရှိခဲ့ပါတယ်။အထူးသဖြင့် Trump အုပ်ချုပ်ရေးရဲ့ဈေးနှုန်းတက်တာခွင့်အသစ်တွေ Elon Musk ရဲ့ဥရောပမှာဖန်တီးခဲ့တဲ့နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ ကုမ္ပဏီရဲ့စတော့ဈေးနှုန်းတွေကြီးမားစွာကျဆင်းမှုတွေကတက်စလာရဲ့ပုံရိပ်ကိုနှက်ဆိုင်စွာလှုပ်ခတ်စေခဲ့ပါတယ်။တခါကလျှက်စစ်ကားဈေးကွက်ရဲ့ပြိုင်ဘက်ကင်းတဲ့ခေါင်းဆောင်ဖြစ်သတ်မှတ်ခံရတဲ့တက်စလာဟာအခုဆိုရင်ငွေကြေးဈေးကွက်မှာရောဥရောပမှာကားရောင်းအားစရားတွေမှာပါကြီးမားတဲ့စုပ်ယုပ်မှုတွေကြုံတွေ့နေရပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း Tesla story ဟာတမိုင်းဝင်ကြဆင်းမှုတစ်ခုလောက်ကြုံတွေ့ခဲ့ရပါတယ်။ Trump ရဲ့ကုန်သွယ်ရေးစင်းနှုန်းသက်သာခွင့်နဲ့ အီလွန်မတ်စ်ရဲ့ဥရောပမှာနိုင်ငံရေးလှုံ့ဆော်မှုတွေကြောင့်စတင်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာရှုပ်တော်ပုံတွေကြောင့်ပါ Wall Street မှာကုမ္ပဏီဟာရောင်းအားလှိုင်းအစ်တစ်ခုနဲ့ရင်ဆိုင်နေရပြီး American စီးပွားရေးဝန်ကြီးက Tesla stock တွေဟာအန္တရာယ်ရှိတယ်လို့သတိပေးနေပါတယ်တစ်ဖက်မှာလည်းကုမ္ပဏီဟာ Max ရဲ့တက်ရောက်မှုနဲ့ဥရောပဈေးကွက်မှာပြိုင်ဆိုင်မှုတွေတိုးလာတာကြောင့်မမျှော်လင့်ထားတဲ့ထိခိုက်မှုတွေကြုံတွေ့ခဲ့ရပါတယ်အထူးသဖြင့်ဂျာမနီမှာ Tesla ရောင်းအား January လမှာ80ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး ဖေဖော်ဝါရီလနဲ့ပြင်သစ်နဲ့အခြားဥရောပသမဂ္ဂနိုင်ငံတွေမှာဈေးကွက်ဝယ်ဈေးရောကြမှုတွေကကုမ္ပဏီရဲ့ stock ဈေးကွက်ပြိုလဲမှုကိုပုံမနှဆိုင်စေခဲ့ပါတယ်။ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာအကြောင်းရင်းတွေအများကြီးရှိပါတယ်။ American ရဲ့ကုန်သွယ်ရေးလှုပ်ရှားမှုတွေလည်းပါဝင်နေပါတယ်။ Max ရဲ့ထင်ရှားတဲ့နိုင်ငံရေးထုတ်ဖော်ပြောဆိုမှုတွေဈေးနှုန်းချိုသားမှုတွေနဲ့ရုံးကန်နေရတဲ့ကားဈေးကွက်ဥရောပကစားသုံးသူတွေရဲ့ Tesla ကိုဝေးဝေးရှောင်လာမှုတွေကြောင့် ကုမ္ပဏီရဲ့ stock စီးနှုန်းတွေဟာဒီနှစ်အစကတည်းကထိုးကျဆင်းလာခဲ့ပါတယ်။တခုတည်းသောအကြောင်းရင်းနဲ့တော့ရှင်းပြလို့မရနိုင်ပါဘူး။တရုတ်နဲ့ဥရောပကပြိုင်ဆိုင်မှုတွေကုန်ကျန်းစင်းနှုန်းတွေမြင့်တက်လာတဲ့ခက်ခဲတဲ့စီးပွားရေးအခြေအနေနဲ့ Max ရဲ့နိုင်ငံရေးအရာပြန်လည်ထိုးနှက်မှုတွေအားလုံးပေါင်းပြီး Tesla ရဲ့ပုံရိပ်နဲ့စီးပွားရေးအင်အားကိုအားနည်းစေခဲ့ပါတယ်။ American စီးပွားရေးဝန်ကြီးရဲ့ Tesla store တွေကိုဝယ်ယူဖို့အကြံပြုချက်တွေကတော့ဈေးကွက်မှာစန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။ ကုမ္ပဏီရဲ့ store ဈေးနှုန်းတွေထပ်မံကျဆင်းသွားပြီးဂျင်းနီနှုတ်နယ်သူတွေကတရံဝင်အစိုးရရဲ့ပအဝင်မှုကိုတန်တရားဝင်လာကြပါတယ်။ Tesla ကိုယုံကြည်မှုပြန်လည်တိစောက်ဖို့ထက်ယုံကြည်မှုကိုလှုပ်ခတ်စေခဲ့ပါတယ်။53ရာခိုင်နှုန်းကျဆင်းမှုတရက်ထဲမှာ9ရာခိုင်နှုန်းကျဆင်းမှုတွေရှိခဲ့ပါတယ်။ Tesla store တွေဟာဒီနှစ်အစကတည်းက53ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပြီး Bloomberg ရဲ့အချက်အလက်တွေအရ store စည်းကွက်တွေကိုလှုပ်ခတ်စေခဲ့ပါတယ်။ မက်ရှလာအလဲပိုင်းမှာအထူးသဖြင့်ပုံမူဆိုးရွားလာတဲ့ဒီကြဆင်းမှုမှာမက်ရှလာ၁၄ရက်နေ့မှာတရက်ထဲမှာ9ရာခိုင်နှုန်းကျော်ကြာဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။စတော့ရဲ့ဈေးကွက်တန်ဖိုးဟာအမေရိကန်ဒေါ်လာ980ဘီလီယံကနေ635ဘီလီယံထိကြာဆင်းသွားခဲ့ပြီးတစ်လအတွင်း20ရာခိုင်နှုန်းနီးပါးကြာဆင်းသွားခဲ့ပါတယ်။ Royal Bank of Canada က Tesla ရဲ့လေလံဈေးနှုန်းကိုအမေရိကန်ဒေါ်လာ220ကနေ185အထိလျှော့ချလိုက်ပြီး တရုတ်နဲ့ဥရောပမှာပြိုင်ဆိုင်မှုတွေနဲ့ Max ရဲ့ Twitter ကိုအာရုံစိုက်နေမှုတွေကိုစိုးရိမ်နေတယ်လို့ဆိုပါတယ်။ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်မှုတွေကိုပြန်လည်နှိုးဆွပေးခဲ့ပါတယ်။ Elon Musk ကအရင်ကလေးကနိုင်ငံရေးအငင်းပွားမှုတွေရဲ့ဗဟိုချက်ထဲမှာရှိနေခဲ့ပါတယ်။ကုန်သွယ်ရေးဝန်ကြီးရဲ့ Elon Musk နဲ့ Tesla ကိုအန်ရည်ရှိတယ်လို့မှတ်ယူထားတဲ့အကြံပြုချက်ဟာ Tesla ရင်းနှီးမြှုပ်နှံသူတွေအတွက်စားနေငယ်ရောက်အောင်လို့ဖြစ်ခဲ့ရပါတယ်။ ဝင်ကြီးရဲ့ဒီစကားရီကြောင့် Tesla ရဲ့ stock ဈေးနှုန်းတွေဟာချက်ချင်းဆိုသလို600ခန့်လုံးထိုးကျသွားခဲ့ပါတယ်။ဒီကြဆင်းမှုဟာ American နဲ့တရုတ်ကြားကကုန်သွယ်ရေးစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ဈေးနှုန်းတက်တာခွင့်တွေနဲ့လည်းရောထွေးနေပါတယ်။ Trump ရဲ့ဥရောပကနေဒါနဲ့တရုတ်တို့အပေါ်အပိုအခွန်တွေစီးကျက်မှုဟာ American ထုတ်ကုန်တွေကိုကာကွယ်မယ်ဆိုတဲ့ဆောင်းပုံးနဲ့အတူ Tesla ရဲ့ဒီနိုင်ငံတွေရဲ့ဈေးကွက်မှာထောက်ပံ့စရိတ်တွေမြင့်တက်စေခဲ့ပါတယ်။ဒါအပြင်ရက်ဆက်တဲ့ဈေးနှုန်းတက်တာခွင့်တွေဟာ ကုမ္ပဏီရဲ့ American ပြင်ပရောင်းကားကိုလည်းမြင့်တက်စေပါတယ်။ဒါကြောင့် Tesla ဟာ Trump ရဲ့ဈေးနှုန်းသက်သာဝင်တဲ့ကြောင့်ထုတ်လုပ်မှုဘက်မှာရောရောင်းအားဘက်မှာပါထိခိုက်ခံခဲ့ရပြီး Max ရဲ့နိုင်ငံရေးအငြင်းပွားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့မရေရာမှုတွေနဲ့လည်းရုန်းကန်နေရပါတယ်။ကုမ္ပဏီအတွက်အစိုးရအားသုံးအခြေအနေကတော့ဥရောပမှာဖြစ်ပါတယ်။ Electric က Tesla ရဲ့ဂျာမနီမှာလျှက်စစ်ရောင်း ပစ်စစ်ကားရောင်းအားကဇန်နဝါရီလမှာပြီးခဲ့တဲ့နှစ်ကထက်80ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာဂျာမနီလိုဥရောပရဲ့အကြီးဆုံးကားစည်းကွက်မှာတက်စလာဟာတိုးတောင်းတဲ့ကာလအတွင်းဈေးကွက်ဝေစုကြီးတစ်ခုကိုဆုံးရှုံးလိုက်ရတယ်လို့ဆိုပါတယ်။ Model 3နဲ့ Model Y တင်ပို့မှုတွေဟာမျောလင့်ထားတာထက်တိတိတသားနည်းနေပါတယ်။ပြင်သစ်နဲ့အီတလီမီဒီယာရဲ့သတင်းတွေအရ Euronews ရဲ့အဆိုအရ Elon Musk ရဲ့နိုင်ငံရေးရည်ရည်ချက်နဲ့ Twitter ပေါ်ကအငင်းပွားမှုတွေဟာ ဥရောပကစားသုံးသူတွေအကြားမှာမကောင်းတဲ့ပုံရိပ်တွေဖန်တီးနေပါတယ်။သူတို့ဟာပတ်ဝန်းကျင်နဲ့လူမှုအကျိုးပြုတာဝန်တွေကိုအလေးထားတဲ့အမြင်ရှိကြပါတယ်။ CBS News ကတော့ဥရောပမှာကြာဆင်းနေတဲ့အခြေအနေဟာ EV လမ်းကြောင်းနဲ့စန့်ကျင်ဘက်ကိုဦးတည်နေတယ်လို့အကြံပြုထားပါတယ်။ဆိုလိုတာကအခြားလျှက်စစ်ကအမှတ်တံဆိပ်တွေတိုးတက်နေတဲ့မှာ Tesla ဟာကြာဆင်းနေတယ်လို့ဆိုလိုပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာ Max ရဲ့နိုင်ငံရေးအရာထုတ်ဖော်ပြောဆိုမှုတွေတက်တာမှာက ကုမ္ပဏီရဲ့ရေရှည်ဗျူဟာနဲ့ပတ်သက်ပြီးမရေရာမှုတွေအတွက်လည်းစိုးရိမ်နေကြပါဗျ။ American စီးပွားရေးဝန်ကြီးရဲ့ Elon Musk ဟာသူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို Tesla နဲ့ရောထွေးနေတယ်။ဒါဟာ stock အတွက်ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့ပြောဆိုကြဟာတော်တော်လေးဒုက္ခရောက်စေခဲ့ပါဗျ။ Tesla ရဲ့ corporate အုပ်ချုပ်ရေးစနစ်ဟာပုံမရှင်းလင်းမှုလိုအပ်နေပါဗျ။ Max ရဲ့ကိုပိုင်ဆုံးဖြတ်ချက်တွေဟာကုမ္ပဏီကိုဖုံးလွှမ်းနေပါတယ်လို့ဝန်ကြီးက XEO ကိုပြောကြားခဲ့ပါတယ်။ ဒီစကားတွေဟာတရားဝင်သတိပေးချက်ဖြစ်သတ်မှတ်ခံခဲ့ရပြီးတက်စလာကို ရောင်းချမှုလိုင်းတွေပုံမမြန်ဆန်စေခဲ့ပါတယ်။ Wall Street မှာ Matchla 14ရက်ကနေ16ရက်အတွင်းဈေးကွက်တန်မှု American Dollar 80 Billion ဆုံးရှုံးခဲ့ရပါတယ်။ဥရောပမှာအခြေအနေတွေဘလောက်ဆိုးရွားနေတယ်ဆိုတာကိုပြသတဲ့ကိန်းဂဏန်းတွေက Tesla ရဲ့အဓိကနိုင်ငံတချို့မှာရောင်းအားကျဆင်းနေတာကိုအတည်ပြုနေပါတယ်။ဂျာမနီဈေးကွက်မှာ80ရာခိုင်နှုန်းအထိကျဆင်းမှုဟာ ကုမ္ပဏီရဲ့ဥရောပအတိုင်းအတာမှာစွမ်းဆောင်ရည်ကို ကြီးမားစွာထိခိုက်စေခဲ့ပါတယ်။ဒါဟာ Tesla ရဲ့တခါကလှင်မြန်သွားချဲ့ထွင်နိုင်ခဲ့တဲ့မတားဆီးနိုင်တဲ့ကြီးထွားမှုဇလန်းဟာဟီးရက်ဆက်ကားစုကမှအခုအခါကျဆုံးသွားပြီဆိုတာကိုညွှန်ပြနေပါတယ်။ Volkswagen, Renault, Stellantis, Dix, Hyundai, Kia နဲ့အခြားကုမ္ပဏီတွေရဲ့အားကောင်းတဲ့တွန်းအားတွေဟာ Tesla အတွက်စိန်ခေါ်မှုတွေဖြစ်စေခဲ့ပါတယ်။ Max ရဲ့ဥရောပကောင်းဆောင်တချို့ကိုစော်ကားမိတဲ့ပြောဆိုမှုတွေနိုင်ငံရေးအမြင်ကွဲလွဲမှုတွေနဲ့ ဆိုရှယ်မီဒီယာပေါ်ကအငင်းပွားဝယ်ရာ post တွေဟာစားသုံးသူတွေရဲ့စိတ်ခံစားမှုကိုလှုံ့ဆော်ပေးခဲ့တယ်လို့ဖြစ်နေပါတယ်။ဥရောပကဖောက်သည်တွေဟာ Elon Musk ကိုစာနာမှုနဲလာတာကိုအကြောင်းပြပြီး Tesla ကနေဝေးရာကိုရှောင်ဖယ်သွားနိုင်ပါတယ်။ Trump ရဲ့ဇေနုံတက်တာခွင့်တွေဟာအပိုထိခိုက်မှုတစ်ခုဖြစ်စေပါတယ်။ American ရဲ့ကာဝေးရေးဝါဒီလှုံ့ဆော်မှုတွေဟာ Tesla အတွက်မကြာခဏဆိုသလိုမနှစ်မြုပ်ွယ်အကျိုးဆက်တွေဖြစ်စေပါတယ်။ ကုမ္ပဏီဟာတရုတ်နဲ့ဥရောပမှာသူ့ရဲ့ထုတ်လုပ်မှုနဲ့ရောင်းအားကွန်ရက်တွေကိုပေါင်းစပ်ပြီးကမ္ဘာလုံးဆိုင်ရာအတိုင်းအတာမှာရှင်ပြိုင်နိုင်စွမ်းရှိနေဖို့ရည်ရွယ်ခဲ့ပေမဲ့ဈေးနှုန်းသက်သာခွင့်အစ်စ်တွေနဲ့ဥရောပဈေးကွက်တွေမှာအပိုသက်သာခွင့်ဈေးရိတ်တွေကြောင့် Tesla ရဲ့အမျက်ဆုံးကိုထိခိုက်နိုင်ပါတယ်။ဥရောပကော်မရှင်နဲ့အစိုးရတချို့ရဲ့ဒေသရင်းထုတ်ကုန်တွေကိုကာဝယ်ပေးဖို့ဦးတည်နေတဲ့သဘောထားတွေကလည်း Tesla ကိုမလိုလားအပ်တဲ့အနေအထားမှာရှိနေစေပါတယ်။ဒီအခြေအနေတွေအောက်မှာကုမ္ပဏီဟာသူ့ရဲ့အမှတ်တံဆိပ်ပုံရိပ်ပြည့်ရင်းနေချိန်မှာ ပြိုင်ဆိုင်မှုကိုပုံပုံပြင်းထန်စွာခံစားနေရပြီးငွေကြေးစည်းကွက်မှာတန်ဖိုးလှင်ပြန်ဆုံးရှုံးနေပါတယ်။ဥရောပကပြည်သူတွေရဲ့ mask ကိုတုံ့ပြန်မှုတွေသာမကတရုတ်အမှတ်တံဆိပ်တွေရဲ့ဥရောပဈေးကွက်ထဲဝင်ရောက်လာမှုတွေကလည်း Tesla ကိုဖိအားပေးနေပါတယ်။ Business Insider က Tesla ရဲ့ကမ္ဘာလုံးဆိုင်ရာရောင်းအား53ရာခိုင်နှုန်းကျဆင်းမှုဟာ BYD နဲ့ NIO လိုကုမ္ပဏီတွေရဲ့ဥရောပဈေးကွက်ထဲချိန်ကပ်မှုတွေကြောင့်ပုံမှန်မြန်ဆန်လာတယ်လို့ထောက်ပြထားပါတယ်။ BYD ဟာဂျာမနီနဲ့နော်ဝေလိုလျှက်စစ်ကားနဲ့ပတ်သက်ပြီးအားပေးတဲ့နိုင်ငံတွေကိုစွမ်းစမ်းတမန်ဝင်ရောက်ဖို့စီစဉ်နေချိန်မှာ Tesla ရဲ့စက်ယုံရင်းနှီးမြှုပ်နှံမှုနဲ့ Voldemort နဲ့မုန်းမှန်မှုတွေဟာနှေးကွေးနေတယ်လို့ဖြစ်နေပါဗျ။ Tesla ကဂါဘာလင်စက်ယုံကိုစတင်ဖွင့်လှစ်ခဲ့ပေမဲ့အထူးသဖြင့်ဂျာမနီမှာဒေတာရင်းမှာအားပေးမှုတွေရတဲ့ဥရောပနဲ့အာရှထုတ်လုပ်သူတွေရဲ့ဈေးနှုန်းသက်တာမှုတွေနဲ့ Max ရဲ့အချိန်ကာလအတိုင်းအတာတစ်ခုထိပြန့်နှံ့နေတဲ့ဘူဟာရီဟာ Tesla စန့်ကျင်ဘက်ကိုလှည့်နေစီပါဗျ။ စတော့တန်ဖိုးကြဆင်းမှုဟာလေဈေးနှုန်းဟာအရင်ကအလွန်အမင်းမြင့်တက်နေခဲ့တာအခုတော့သူ့ရဲ့တန်ဖိုးကို ပြန်ရောက်နေတာဆိုတဲ့မှတ်ချက်တွေရဲ့အကြောင်းအရာဖြစ်လာပါတယ်နှစ်ပေါင်းများစွာ Tesla ရဲ့စတော့တွေဟာကုမ္ပဏီရဲ့တကယ်အမျက်ငွေထက်အနာဂတ်ကြီးထွားမှုအလားအလာတွေပေါ်အခြေခံပြီးဈေးနှုန်းသတ်မှတ်ခံခဲ့ရပါတယ်ပြိုင်ဘက်အမှတ်တံဆိပ်တွေလျှက်စစ်ကားမြင်ဝင်နဲ့ဝင်ရောက်လာပြီးသူတို့ရဲ့ထုတ်လုပ်မှုစွမ်းအားတွေကိုမြင့်တင်လာတာဈေးကွက်ဝယ်စုတွေတိုးမြင့်လာတာနဲ့အမျှ Tesla ရဲ့တခုလီသောစမ်းသစ်တွေထမှုခေါင်းဆောင်ဖြစ်မှုဟာစိန်ခေါ်ခံနေရပါတယ်။ဥရောပဈေးကွက်ကျင်းမြောင်းလာမှုဒါမှမဟုတ်ဆုံးရှုံးမှုတွေဟာဒီပြိုင်ဆိုင်မှုအမှန်တရားကိုထင်ရှားစေပါတယ်။ကက်ယောဂါကာလာတွင်ထုတ်လုပ်မှုအဟန့်တာတွေ chips နဲ့ battery ထောက်ပံ့မှုပြဿနာတွေကုန်ကျန်းစည်းနှုန်းမြင့်တက်လာမှုတွေဟာ Tesla ရဲ့ဈေးနှုန်းမြင့်မားတဲ့ model တွေရဲ့စွဲဆောင်မှုကိုရော့ကျစေနိုင်ပါတယ်။ဒီအချိန်မှာပဲ Max ရဲ့ခြေကားပြောဆိုမှုတွေနိုင်ငံရေးအမြင်ကွယ်လွှဲမှုတွေ ဥရောပခေါင်းဆောင်တွေနဲ့စကားများမှုတွေဟာနူပါရဲနူပါယာဝဲဆွဲတယ်လို့ပဲဖြစ်စေပါတယ်အတွင်းပိုင်းသတင်းအချို့ကလည်းစီမံခန့်ခွဲမှုအဖွဲ့နဲ့ corporate ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိနေပါတယ်အကြီးတန်းအရာရှိကြီးတွေဟာအငိမ့်စားယူသွားကြပြီးဒါမှမဟုတ်အခြားကုမ္ပဏီတွေစီပြောင်းရွှေ့သွားကြပါတယ် Elon Musk ရဲ့ Twitter ကိုအလွန်ကြုံစိတ်ဝင်စားမှုဟာ ူဟာအဓိကကုမ္ပဏီဖြစ်တဲ့ Tesla ကိုလုံလောက်တဲ့အချိန်မပေးဘူးဆိုတဲ့စွပ်စွဲချက်တွေကိုပုံမအကောင်းစေပါတယ်။အထူးသဖြင့်ဘာလင်က Giga Factory မှာပေါ့။ဥရောပမှာ Tesla ဟာထုတ်လုပ်မှုပန်းတိုင်တွေနောက်ကျနေတယ်။အလုပ်သမားပြဿနာတွေနဲ့ data ရင်းစီးမြင်တွေနဲ့အခက်အခဲတွေရှိနေတယ်ဆိုတဲ့ကောလာဟလတွေရှိနေပါတယ်။ Max ရဲ့ဥရောပသမဂ္ဂအဖွဲ့အစည်းတွေနဲ့ social media ပေါ်မှာမကြာခဏဖြစ်ပွားတဲ့အငြင်းပမှုတွေဟာ Tesla ကိုဒီတိုက်ကြီးမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့စီမင်းချမှတ်သူတွေနဲ့ဝေးကွာသွားစေပါတယ်။ဒါကြောင့်ဥရောပကနေပြင်းထန်တဲ့ဒဏ်ရာဆိုတဲ့စကားစုစကားစုကို ရောင်းအားရမှာတော့မကနိုင်ငံရေးဖွဲ့စည်းတွေအစ်မပါခံစားရပါတယ်။ရင်းနှီးမြှုပ်နှံသူတွေဟာ Tesla ရဲ့နောက်ပုံတစ်ပုံအတွက်ပေးပို့မှုနဲ့ဝင်ငွေထုတ်ပြန်ချက်တွေကိုစောင့်ကြည့်နေပါတယ်။ဥရောပမှာကြာဆင်းမှုတွေဆက်ဖြစ်နေမယ်ဆိုရင်ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာရောင်းအားပန်းနိုင်တွေကိုမရောက်ရှိနိုင်ဘူးဆိုတာဖြစ်နိုင်ပါတယ်။ တက်စလာဟာသူ့ရဲ့ကြံရှိနေတဲ့ထုတ်လုပ်မှုစွမ်းအားကိုအာရှဒါမှမဟုတ်အခြားဈေးကွက်တွေစီကိုပြန်လည်လမ်းကြောင်းချနိုင်ပါတယ်။ဒါပေမဲ့တရုတ်မှာလည်းပြိုင်ဘက်တွေမြင့်တက်လာတာကြောင့်အခက်အခဲတွေရှိနေပါတယ်။ဒီရှုပ်တော့ပုံအားလုံးကြောင့် Tesla stock တွေဟာဘူပေါင်းပောက်ကွဲပြီလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်စီပါတယ်။ကားထုတ်လုပ်တဲ့ကုမ္ပဏီမဟုတ်ဘဲနီးပညာကုမ္ပဏီလို့ပြောခဲ့တာကြောင့်တန်ဖိုးမြင့်တက်နေတဲ့ဒီ stock တွေဟာအခုဆိုရင်တကယ်အမှန်တရားကိုရင်ဆိုင်ရမယ့်အကြောင်းအရာဖြစ်လာပါတယ်။ ဒါအပြင် American စီးပွားရေးဝန်ကြီးရဲ့ Tesla stock တွေနဲ့ပတ်သက်တဲ့ပြောဆိုချက်ဟာဈေးကွက်ရဲ့လှုပ်ရှားမှုကိုဝင်ရောက်ဆွတ်ဖက်တာလို့အများပြည်သူကဝေဖန်နေကြပါတယ်။တချို့ဆန်းစစ်သူတွေကအစိုးရရာရှိတွေရဲ့ဒီလိုအကြံပြုချက်တွေဟာစန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ဒီအချက်အားလုံးစုပေါင်းလာတဲ့အခါမှာ Tesla ဟာသူ့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးကျဆုံးမှုကိုရင်ဆိုင်နေရတယ်လို့ပြောလို့ရပါတယ်။အမှတ်တရစိတ်ဟာအရင်ကလည်းအရှုပ်တော်ပုံတွေကြုံခဲ့ပြီးပြီမဲ့ အရင်တစ်ခါတိုင်းမှာ max ရဲ့မျော်မှန်းချက်နဲ့စမ်းသစ်တီထွင်မှုတွေနဲ့ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုခါမှာတော့ပြိုင်ဆိုင်မှုနိုင်ငံရေးတင်းမာမှုအတိုးနှုံးမြင့်မာတဲ့ပတ်ဝန်းကျင်နဲ့ Elon Max ရဲ့ဥရောပနိုင်ငံရေးမူဝါဒတွေလိုဗတ်ပေါင်းဆောင်ကဖိအားတွေဟာပေါင်းဆက်လာပြီးဇလန်းပြတ်သွားပြီလားဆိုတဲ့မေးခွန်းတွေကိုဖြစ်ပေါ်စေပါတယ်။ကုမ္ပဏီဟာပြူဟာကြတဲ့လှုပ်ရှားမှုတစ်စီးနဲ့အခြေအနေတွေကို ပြန်လည်လှည့်ပတ်နိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။ဥပမာအားဖြင့်အခြေအနေတွေဟာပြောင်းလဲသွားနိုင်ပါတယ်။ ဘက်ထရီနည်းပညာအသစ်တွေကိုအစုလိုက်ပြုံလိုက်ထုတ်လုပ်တာ။ Cyber Truck လို့ model တွေကိုအပြည့်အဝဆွမ်းဆောင်နိုင်တဲ့အနေအထားမှနဲ့မိတ်ဆက်တာ။ဖြစ်နိုင်ရင် Max ရဲ့ social media ထုတ်ဖော်ပြောဆိုမှုတွေကိုထိန်းချုပ်ပြီးအမှတ်တရစိတ်ကုန်သတင်းကိုပြန်လည်တိစောက်တာတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဈေးကွက်ဟာစိန်ခေါ်မှုတွေရှိတဲ့ကာလတစ်ခုမှရှိနေပါတယ်။ဥရောပမှာကြာဆင်းမှုရဲ့ထင်ရှားဆုံးအချက်ကတော့လျှက်စစ်ကားဈေးကွက်ကြီးထွားလာပေမဲ့ Tesla ရောင်းအားကျဆင်းနေတာပါပဲ။ ဒါဟာစားသုံးသူတွေဟာအခြားမှတ်တစိတ်တွေကိုပိုနှစ်တက်နေပြီလို့ညွှန်ပြနေပါတယ်။တချို့ကဒါကို Max ရဲ့နိုင်ငံရေးထုတ်ဖော်ပြောဆိုမှုတွေနဲ့ဆက်ဆက်ကြည့်ပေမဲ့တချို့ကတော့ဈေးတုံးနဲ့ဝန်ဆောင်မှုကွန်ရက်လိုလက်တွေ့အချက်တွေနဲ့ဆိုင်တယ်လို့ဆိုကြပါတယ်။ဂျာမနီလိုအဓိကဈေးကွက်တစ်ခုမှာကားဝယ်ယူသူတွေအတွက် Tesla ဟာဈေးကြီးပြီးဝန်ဆောင်မှုညံ့တယ်လို့ထင်မြင်ယူဆခံနေရနိုင်နိုင်ပါတယ်။အခြားနိုင်ငံတွေမှာဥရောပအမှတ်တစိတ်အစ်စ်တွေဝင်ရောက်လာတာကြောင့် Tesla ဟာပြိုင်ဆိုင်မှုမြင်ကွင်းမှာတကောင်လေးဖြစ်သွားနိုင်ပါတယ်။ အခုလက်တလုံးမှာကုမ္ပဏီကဥရောပမှာဈေးနှုန်းလျှော့ချမှုတချို့စမ်းသပ်လုပ်ဆောင်ခဲ့ပေမဲ့ဒီခြေလန်းဟာအမျက်ဆုံးကိုဆွဲချလိုက်တာကြောင့် stock ဈေးကွက်မှာအပြူသဘောတုံ့ပြန်မှုမရခဲ့ပါဘူး။အားလုံးအဆုံးမှာတော့ Elon Musk ရဲ့ဆွဲဆောင်မှုဟာ Tesla ကိုမြင့်တင်နိုင်ခဲ့တယ်။ Tesla ဟာသူ့နာမည်နဲ့လိုပဲလျှက်စစ်မုန်တိုင်းကြီးတွေကိုဦးဆောင်ခဲ့တယ်။ဒါမှမဟုတ်ချိုးဖျက်ခဲ့နိုင်တယ်။အခုတော့ဈေးနှုန်းသက်သာခွင့်နဲ့နိုင်ငံရေးထုတ်ပေါ်ပြောဆိုမှုတွေလိုအချက်တွေဟာလေဆင်နှမောင်းတွေဖြစ်ပေါ်စေနေပါဗျ။ မက်ဆီရဲ့ဥရောပခေါင်းဆောင်တွေနဲ့ဆက်ဆံရေးမကောင်းတာဟာလေစားသုံးသူတွေပေါ်တက်ရောက်မှုရှိနေပါတယ်။ထရမ့်ရဲ့ကြက်ချထားတဲ့ဒါမှမဟုတ်စီစဉ်ထားတဲ့ဈေးနှုန်းသက်သာခွင့်တွေဟာတက်စလာအတွက်တင်ပို့မှုတကားတွေကိုကျင်းပြောင်းစေနေပါတယ်။ဒါရီအားလုံးဟာ ကုမ္ပဏီရဲ့တန်ဖိုးကို stock ဈေးကမှာအလျင်မြန်ဆုံးရှုံးစေနေပါတယ်။တချို့ဆန်းစစ်သူတွေကနောက်ထပ်ကြာဆင်းမှုတွေရှိနိုင်သေးတယ်လို့ခန့်မှန်းကြပြီး50တုံးရာခိုင်နှုန်းကြာဆင်းမှုဟာဆက်ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ တချို့ကတော့ရေတိုမှာအချိန်ပြင်းတဲ့စိတ်လှုပ်ရှားမှုတွေရှိနိုင်ပေမဲ့နောက်ပိုင်းမှာပြန်လည်တက်လာနိုင်တယ်လို့ဆိုကြပါတယ်။လာမယ့်လအနေငယ်တွင်ထုတ်ပြန်မဲ့ရောင်းအားအချက်လက်တွေနဲ့ဘန်နာရေးရလက်တွေကတက်စလာဟာဒီအရှုပ်တော်ပုံကနေဘလောက်ထိထိခိုက်မလဲဆိုတာကိုပိုရှင်းလင်းစွာပြသနိုင်ပါလိမ့်မယ်။ဥရောပမှာရောင်းအားဟာမျောလင့်ထားတာထက်နည်းနေမယ်ဆိုရင်စမ်းစစ်သူတွေကပုံမပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်နိုင်ပြီးစတော့ဈေးကမှာနောက်ထပ်ရောင်းအားလှိုင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။ တရုတ်ဈေးကွက်မှာလည်းအလားတူထိခိုက်မှုတွေရှိခဲ့မယ်ဆိုရင် Tesla ဟာကမ္ဘာလုံးဆိုင်ရာထိခိုက်မှုတွေခံစားရနိုင်ပါတယ်။ကုမ္ပဏီဟာစမ်းသစ်တီထွင်မှုတွေနဲ့မြင်ကွင်းပေါ်မှာရပ်တည်နေတဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တာကြောင့်ဖြစ်နိုင်ခြေရှိတဲ့နည်းပညာနဲ့ထုတ်ကုန်အံအားသင့်စရာတွေဟာဟန်ချက်ညီမှုကိုပြန်လည်ပြောင်းလဲနိုင်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒီအခြေအနေဟာ Tesla ရဲ့ရွှေခေတ်ကကုန်ဆုံးသွားပြီလားဆိုတဲ့မေးခွန်းကိုမေးစီပါတယ်။ Elon Musk ကအရင်ကတည်းကလည်းခက်ခဲတွေကိုကြော်ထွားခဲ့ပြီး ကုမ္ပဏီကိုစံချိန်တင်အမျက်ဆုံးတွေပြန်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အကြောင်းရင်းတွေကများပြားလွန်ပြီးမတူညီတာကြောင့်သူ့အတွက်အလုပ်ကနည်းနည်းပိုခက်ခဲနေပါတယ်။ Trend ရဲ့ဈေးနှုန်းသက်သာခွင့်တွေဥရောပမှာဖောက်တယ်ရီဆုံးရှုံးမှုပြိုင်ပန်းမှတ်တစိုက်တွေရဲ့ဆွမ်းဆွမ်းတမန်ပြူဟာတွေတရုတ်မှာပြည်တွင်းလျှက်စစ်ကားမှတ်တစိုက်တွေမြင့်တက်လာမှုနဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြဿနာတွေဟာတက်စလာကိုတပြိုင်တည်းပြစ်မှတ်ထားနေပါတယ်။တစ်ဖက်မှာလည်း Max ရဲ့ social media ထုတ်ဖော်ပြောဆိုမှုတွေနဲ့ အမေရိကန်အစိုးရယာရှိရဲ့ကုမ္ပဏီနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ယင်းနှိမ့်နှံ့မှုအကြံပြုချက်တွေဟာရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ကိုဖန်တီးနေပါဗျ။ Tesla ကညံရင်ညံသွေးနဲ့ဝင်မဆွတ်ဖြတ်ဘူးဆိုရင်ပုံရိပ်နဲ့ရောင်းအားဆုံးရှုံးမှုတွေဆက်ဖြစ်နေရမှာဖြစ်ပြီး Store ဈေးကမှအသစ်တွေးရမယ်အနိုင်ဆုံးအမှတ်တွေရှိနိုင်ပါတယ်။အခုလက်တလောသတိထားမိတဲ့အချက်တစ်ခုကတော့ရေတိုးအရှိန်ယူသူတွေဝင်ရောက်လာတာပါပဲ။ Tesla Store တွေပေါ်ယုံကြည်မှုဆုံးရှုံးလာတာနဲ့အမျှအချို့သောရန်ပုံငွေမန်နေဂျာတွေဟာ Tesla ရဲ့ ဈေးနှုန်းအတက်အကျကိုအခွင့်ကောင်းယူဖို့ stock တွေကိုရောင်းချနေကြပါတယ်။ဈေးနှုန်းအတက်အကျမြန်မာလာဟာအဖွဲ့အစည်းဆိုင်ရာရင်းနှီးမြှုပ်နှံသူတွေကိုလည်းထိတ်လန့်စေပါတယ်။ခနာတာများ Tesla ကိုရေရှည်ကြီးထွက်မှုရဲ့သင်္ကေတတစ်ခုလို့မြင်ခဲ့ကြပါပဲ။အခုအခါမှာတော့ဒီယုံကြည်မှုဟာလှုပ်ခတ်ခံလိုက်ရပြီးအဖွဲ့အစည်းတွေဟာ stock တွေကိုရောင်းချနေကြပါတယ်။ကုမ္ပဏီကပြန်လဲအားကောင်းတဲ့ရလဒ်တွေထုတ်ပြန်နိုင်မယ်ဆိုရင်အချိန်ပြန်ရနိုင်ပါတယ်။ ဒါပေမဲ့မဟုတ်ရင်တော့ကြီးမားတဲ့ရန်ပုံငွေတွေရဲ့ရောင်းချမှုတွေဟာပုံမနှဆိုင်သွားနိုင်ပါတယ်။အခြေအနေတစ်ခုလုံးက Tesla ဟာ Trump ရဲ့ဇင်းလုံးတက်တာခွင့်နေနဲ့ Elon Musk ရဲ့ဥရောပနိုင်ငံရေးဆိုင်ရာချင်းကပ်မှုတွေကြောင့်ပြင်းထန်စွာထိခိုက်ခံရတယ်ဆိုတာကိုပြသနေပါတယ်။ကုမ္ပဏီရဲ့ stock ဈေးကွက်ကျဆင်းမှုနဲ့ဥရောပမှာရောင်းအားကျဆင်းနေတဲ့ကိန်းဂဏန်းတွေဟာသူ့ရဲ့အကောင်းဆုံးနေရက်တွေကကုန်ဆုံးသွားပြီလားဆိုတဲ့မေးခွန်းကိုမေးစေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။